မင်္ဂလာပါရှင်2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာ17ရက်နေ့အထိမြန်မာတက်ကြတဲ့1389ခုနှစ်နဒေါ်လာပြေကျော်တရက်နေ့မှာ9ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမူလဝတ္တခန့်မှန်းချက်များကိုနေပြည်တော်မူလဝတ္တနဲ့ဆလာပေတာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်ပင်ကလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ပင်ကလားပင်လယ်အော်တို့မှာလေပြင်းနဲ့ရုံဝတ်တစ်ချိန်ဖြစ်ပေါ်နိုင်ပါတယ် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှိအလယ်ပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျယ်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်တင်မှာတိမ်ထူထက်နိုင်ပါတယ်။မိုးရွာသွန်းနိုင်မှုအခြေအနေခံမှန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးကက်ချင်ပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာတိမ်တေတေဖြစ်ထွန်းနိုင်ကကြံတားဒေသကြီးနဲ့ပြည်နယ်များမှာအများအားဖြင့်တာယာပါမယ်။အမြင့်ဆုံးပူချိန်ချင်းနေခမန်းချက်များအနေနဲ့ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ 84ဒီဂရီဖာရန်ဟိုက်မှာ63ဒီဂရီဖာရန်ဟိုက်အတွင်းစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းတို့မှာ84ဒီဂရီဖာရန်ဟိုက်မှာ83ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ64ဒီဂရီဖာရန်ဟိုက်မှာ83ဒီဂရီဖာရန်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနေဆုံးပူချိန်အခြေအနေခန့်မှန်းချက်များအနည်းငယ်ကတော့ချင်းပြည်နယ်မှာ35ဒီဂရီဖာရန်ဟိုက်ခန့် စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ43ဒီဂရီဖာရန်ဟိုက်မှာ54ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့နေပြည်တော်ရခိုင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ55ဒီဂရီဖာရန်ဟိုက်မှာ66ဒီဂရီဖာရန်ဟိုက်အတွင်းရှိနိုင်ပါတယ် လေရုစုထိုင်းစားအခြေအနေခံမဲချက်များကတော့ချမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာ58ရာခိုင်နှုန်းမှာ68ရာခိုင်နှုန်းအတွင်းချမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီး ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ 69ရာခိုင်နှုန်းမှ89ရာခိုင်နှုန်းအတွင်းနဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာ80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ပင်ငွေရင်ငွေပြောင်းတဲ့အချိန်နဲ့ခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ7မီလီမီတာမှ22မီလီမီတာအတွင်းနဲ့ ကြံသားဒေသကြီးနဲ့ပြည်နယ်များမှာ23မီလီမီတာမှ33မီလီမီတာအတွင်းရှိနိုင်ပါတယ်။မြေစီလွှာအောင်ရေအခြေအနေခံမဲချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာဆွဆွအခြေအနေနဲ့ကြံသားဒေသကြီးနဲ့ပြည်နယ်များမှာရှောက်တွေ့အခြေအနေအသီးသီးမှရှိနိုင်ပါတယ်။ စိုက်ပျိုးရေးမှုလေဝသအခြေအနေခံမဲချက်များကိုကြည့်ရှုနေကြတယ်မိဘပြည်သူပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်